ကလောမျိုးနိုင်2025-2026ဘဏ္ဍာရေးနှင့်ခရိုင်မျိုးနယ်အဆင့်ဒီတန္တရစီမံကိန်းညီမှန်းချက်များတာဝန်ပေးရပွဲအခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင် ကလောမျိုးတွင်2025-2026ဘဏ္ဍာရေးနှင့်ခရိုင်မျိုးနယ်အဆင့်ဒီတန္တရစီမံကိန်းညီမှန်းချက်များတာဝန်ပေးရပွဲအခမ်းအနားကိုမေလ9ရက်နေ့နနက်9:00ကခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါတယ်။ရေဦးစွာကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်ကအဖွင့်မှာစကားပြောကြားပြီးမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနလက်ထောက်ညွန်ကြားရေးမှူးဦးဝင်းသိန်းကမြို့နယ်2024-2025ဘဏ္ဍာရေးနှင့်စီမံကိန်းရည်မှန်းချက်များအပေါ်အကောင့်ထည့်ဖို့ဆောင်ရွက်နိုင်မှုနှင့်2025-2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်ထို့နောက်ကလောခရိုင်ဆင်2025 2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းညီမှန်းချက်များတာဝန်ပေးအပ်ခဲ့ရာကလောခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်နှင့်အဖွဲ့ဝင်များကကလောမြို့နယ်ညောင်ရွှေမြို့နယ်နှင့်ဖဲခုံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌတို့အား2025 2026ဘဏ္ဍာရေးနှင့်ဒေသန္တရစီမံကိန်းညီမှန်းချက်များနှင့် လေယာကဏ္ဍစက်မှုကဏ္ဍဝန်ဆောင်မှုကဏ္ဍအကောင့်ထဲပေါ်ဆောင်ရွက်မိဌာနဆိုင်ရာတာဝန်ရှိသူများထံဒီတန်တရစီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်းသိရပါတယ်။အလားတူမြို့နယ်အဆင့်2025-2026ဘဏ္ဍာရေးနှင့်ဒီတန်တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစိုးသိန်းကအဖွင့်မှစကားပြောကြားပြီးမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းသိန်းက 2025-2026ဘဏ္ဍာရေးနှင့်ဒီတန်ရအစီမံကိန်းညီမှန်းချက်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက2025-2026ဘဏ္ဍာရေးနှင့်ဒီတန်ရစီမံကိန်းညီမှန်းချက်များနှင့်သက်ဆိုင်သည့်ဌာနဆိုင်ရာကဏ္ဍအလိုက် အကောင့်ထဲပေါ်ဆောင်ရွက်မည့်ဌာနဆိုင်ရာတာဝန်ရှိသူများထံဒီတန်ရစီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။